ွေအားလုံးတာလီစော့ပါ Development Media Group DMG ရဲ့2025ခုနှစ်အော်တိုဘာလ၄ရက်နေ့အတွက်တည်ထောင်ထုံးလွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရခိုင်မှာတနိုင်တပိုင်စီးပွားရေးလုပ်ငန်းတွေအတွက်နှိပညာနဲ့ကုန်ကျန်းလိုအပ်နေတဲ့အကြောင်းဘုံကျဲခံရပြီးတေဆုံးတန်ရာရသွားတဲ့ပလဲဝဒေတာခံတွေကို အေအေကငွေကြေးထောက်ပံ့ပေးတဲ့တည်ရင် ရွှေကောက်ပွဲကိုဆန့်ကျင်နေဆိုပြီးစစ်ကောင်စီထံဖမ်းဆီးခံရသူ60ကျော်ရှိလာတဲ့အကြောင်းပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုကျမပြပြွေးနဲ့အတူကိုအောင်မင်းကပူပေါင်းတင်ဆက်ပေးသွားမှာပါ ထမဆုံးအနေနဲ့ရခိုင်မှာတနိုင်တပိုင်စီးပွားရေးလုပ်ငန်းတွေအတွက်နေပညာနဲ့ကုန်ကျဲလိုအပ်နေတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။စီးပွားရေးကုန်တွေပိတ်ဆို့ခံရတဲ့ရခိုင်ပြည်မှာဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေဟာစားသုံးကုန်နဲ့တခြားလူသုံးကုန်တနိုင်တပိုင်ကုန်ထုတ်လုပ်ငန်းတွေပုံမှန်လည်ပတ်ဖို့ကြေကုတ်တခဲရုံးကန်စူးစမ်းနေကြရပါတယ်။ဒီလိုစူးစမ်းရမှာအဓိကအဖြစ်နေပညာနဲ့ကုန်ကျန်းပစ္စည်းတွေလိုအပ်နေတယ်လို့တင်ပြရရှိပါတယ်။ အဓိကအခြေခံစားသုံးကုန်နဲ့လူသုံးကုန်ပစ္စည်းတွေထုတ်လုပ်ရမှာအသုံးပြုရတဲ့ပစ္စည်းတချို့အတွက်ပြည်မှတ်ကိုအားကိုးနေရတဲ့အတွက်ဒေတာတွင်ထုတ်လုပ်နိုင်မှုနည်းပညာတွေနဲ့စကရီယာလိုအပ်နေတာဖြစ်တယ်လို့တနိုင်းတပိုင်းကုန်ထုတ်လုပ်နေသူကပြောကြပါဗါးရခိုင်မျိုးစင်းတပ်ဝဲစတင်ခဲ့တဲ့2023ခုနှစ်နိုဝင်ဘာလကစတင်ပြီးစက်ကောင်စီရဲ့လန်ခီပိတ်ဆို့ဖြစ်တော့ခဲ့တာဟာနှစ်နှစ်လောက်ကြာမြင့်လာပြီဖြစ်ပါတယ်။ဒါကြောင့်ဒေသခံတွေကအိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ဒေသကကွန်ပျူတာတွေကိုလန်ခီစေးကုန်ကြမှုများစွာနဲ့ခက်ခဲခက်ခဲ တင်သွင်းပြီးစာဝတ်နေတဲ့ပြင်ရှင်းနေကြရတာပါလက်ရှိအခိုင်အတန့်မှာစားစိလိတ်မုံအမျိုးမျိုးရေတန့်ဖျောင်းတာရေထွက်ပစ္စည်းထုတ်ကုန်တွေကိုတနင်္လာတပိုင်းထုတ်ပိုးဖြန့်ဖြူးရောင်းချနေကြပေမဲ့စနေတကြထုတ်ပိုးဖို့လိုအပ်တဲ့ကုန်ကြမ်းပစ္စည်းတွေအတွက်ပြည်မဘက်ကမေခိုနေရတယ်လို့လုပ်ငန်းရှင်တွေကပြောကြပါတယ်ရခိုင်ဒေသခံတွေဟာပြပကိုအားကိုးနေရတာရှောရှားဖို့အတွက်ဒေသတွေစီဝါရေးလုံငန်းရှင်တွေနဲ့ရွေလေအေတို့ပူးပေါင်းပြီးဆောင်ရွက်နေတယ်လို့စီဝါရေးလုံငန်းရှင်တွေကထောက်ပြမှုတွေရှိနေပါတယ်။ ခိုင်ပြည်နယ်လူသုံးကုန်တွေကိုစနေတကြထုတ်လုပ်ပြီးဖြန့်ဖြူးနိုင်ခဲ့ရင်လက်ရှိတုံ့ဆွဲနေတဲ့ပြည်ပထုတ်ကုန်တွေထက်က80ရာခိုင်နှုန်းလောက်ကိုရှော့ရှားနိုင်မှာဖြစ်ပြီး20ရာခိုင်နှုန်းလောက်ပဲပြည်ပကိုမိခိုးဖို့လိုအပ်တော့မှာဖြစ်တယ်လို့စစ်ပွဲလုံခြုံရေးရှင်တွေကပြောကြတာပါ။ဒါကြောင့်နေပညာအတွေ့အကြုံရှိသူတွေကိုအစိုးရနဲ့စစ်ပွဲလုံခြုံရေးရှင်တွေပူးပေါင်းပြီးနေလန်းမှန်စွာနဲ့ထောက်ပံ့ကူညီပေးမယ်ဆိုရင်ဒေသတွေရဲ့အခြေခံစားသုံးကုန်ပစ္စည်းတွေတိုးချဲ့ထုတ်လုပ်လာနိုင်မယ်လို့ဆိုကြပါတယ်။ လက်ရှိစက်ကောက်စီရဲ့လန်ခီပိတ်ဆို့မှုနဲ့ဆက်သက်ရေးလိုင်းတွေဖျက်တောက်ခံထားရတဲ့ကြားရခိုင်ဒေသခံတွေဟာပြည်မနဲ့ပြည်ပနိုင်ငံတွေကကွန်ပျက်စီတွေကိုရရနီလာနဲ့လန်ခီစေးကြီးမြင့်စွာတင်သွင်းနေရတာကိုရှော့ရှားစီဖို့ပြည်တွင်းမှာတနိုင်တပိုင်လုပ်ငန်းတွေအားစိုက်လှုပ်ဆောင်တင်တယ်လို့ရခိုင်ဒေသခံတွေကပြောကြားပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဘုံကျဲခံရပြီးတေဆုံးတံအားရသွားတဲ့ပလက်ဝဒေသခံတွေကိုအေအေကငွေကြေးထောက်ပံ့ပေးတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးဒဏ်ရာရရှိခဲ့တဲ့ပလဲဝဒေသခံမိသားစုဝင်တွေကို ULAA ရဲ့ပလဲဝခရိုင်အုပ်ချုပ်ရေးကော်မတီကငွေကျ203သိန်းထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။တေဆုံးသွားသူနှုတ်အတွက်တဦးကငွေကျ73သိန်းပြင်းထန်ဒဏ်ရာရရှိသူတွေအတွက်ငွေကျ10သိန်းနဲ့တခြားဒဏ်ရာရရှိသွားသူတွေကိုငွေကျ9သိန်းစီထောက်ပံ့ပေးခဲ့တယ်လို့ပလဲဝဒေသအုပ်ချုပ်ရေးအဖွဲ့နဲ့နှိစက်သူတည်င်းရင်းမျက်စီကသိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်ကစစ်ကောင်စီကကျဲတိုက်လေရင်နဲ့ပလဲဝမြို့ပေါ်ရက်ွက်တွေကိုဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံအမျိုးသမီး2ဦးသေဆုံးခဲ့ပြီး23ဦးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။အရခတတော်ဟာပလဲဝဒေသကို2024ခုနှစ်ဇန်နဝါရီလမှာပြည်သက်သိမ်းပိုက်ခဲ့ပြီးတော့လက်ရှိမှာအုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလုပ်နေပါတယ်။တခြားတစ်ဖက်မှာလည်းအရခတတော်ထင်းချုံရမြို့ရွာတွေနဲ့ စာတင်ကြောင်ဖုံးကြီးကြောင်ဆေးယုံ စားတဲ့နေရာတွေကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။ယူကောက်ပွဲကိုစတင်နေတဲ့ဆိုပြီးစစ်ကောင်စီတပ်ဖန်ဆီခံရသူ60ကျော်ရှိလာတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ။ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကိုပြပြစီဖို့နိလမျိုးမျိုးနဲ့နှောင့်ယှက်နေတဲ့ဆိုတော့ဆက်ဆွဲရှင်းတဲ့စကောက်စီတံဖန်စီကန္တာသူ64ယောက်တရှိလာတယ်လို့သိရပါတယ်။စကောက်စီရဲ့ထုတ်ပြန်ချက်အရစက်တင်ဘာ30ရက်အထိတိုင်းနယ်ပြည်နယ်အနှံ့မှာရွေးကောက်ပွဲကိုနှောင့်ယှက်ဟန်တာဖြစ်စီမှုပြုလုပ်တဲ့ဆိုပြီးအရေးယူမှု24မှုနဲ့လူ64ယောက်ကိုတရားစွဲဆိုထားပါတယ်။ ဒါအပြင်ဆက်လက်ပြီးရွေးကောက်ပွဲကိုထိခိုက်စေနိုင်တဲ့လှုပ်ဆွမှုတွေဝါဒဖြန့်မှုတွေကျူးလွန်နေသူတွေကိုစုံစမ်းဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့စက်ကောက်စီပြည်ထောင်ရေးဝန်ကြီးဒုတိယအဖွဲ့ချုပ်ကြီးထွန်းထွန်းနောင်ကမနေ့ကအောက်တိုဘာ3ရက်မှာနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာပြောခဲ့တာပါတခြားတစ်ဖက်မှာလည်းအာနာသိန်းစအုပ်စုဟာရွေးကောက်ပွဲဆိုင်ရာကာကွယ်ရေးဥပဒေတွေကိုသူတို့စိတ်ကြိုက်ဖန်တီးရေးဆွဲထားတာကြောင့် လလလလထုတ်ပေါ်ပြောဆိုခွင့်နဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ကိုပြင်းပြင်းထန်ထန်တားမြစ်ထားတယ်လို့မြန်မာသတင်းမီဒီယာကောင်စီ Independent Press Council မြန်မာ IBCN ကဩဂတ်6ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်စီကရွေးကောက်ပွဲကိုနောက်ဆက်ဟန်တာဖြစ်စီတာကကောက်ွယ်ပေးဥပဒေကိုဇူလိုင်29ရက်ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပြီးအဲ့ဒီဥပဒေအခန်းချက်မှာရွေးကောက်ပွဲပြပြဖို့ဟောပြောတာစေယုံလှုံ့ဆော်တာဆန္ဒပြတာနဲ့စာရေးသားဖြန့်ချီတာတွေမလုပ်ရဆိုပြီးတားမြစ်ထားတာပါ အဲ့ဒီဥပဒေကိုဖောက်ပြရင်ငွေတန်းနဲ့ထောင်နဲ့၃နှစ်ကားနဲ့9နှစ်နဲ့တိရှာမဲ့နိုင်ပြီးတည်ဆုံမှုအထိဖြစ်ပေါ်ရင်တည်တန်းရှာမဲ့မယ်လို့ဖော်ပြထားပါတယ်ခင်ဗျာတဒင်းညို့ကိုဆက်လက်တင်ဆက်ပေးနေပါတယ်မင်းတမျိုးကိုစစ်ကောင်စီဘုံကျဲတာကြောင့်ဒေသခံအုံပြင်းထန်တန်ရာရတဲ့တဒင်းကိုလည်းတင်ဆက်ပေးမှာပါချင်းညီနောင်တက် CB အဖွဲ့ထင်းချုပ်ထားရမင်းတက်မြို့ဘို့ကိုဒီကနေ့မနေ့တနာ yı ခွဲညတကောင်မှာစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသုံးဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ CDF မင်းတပ်ကသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့အောက်တိုဘာလ၄ရက်မနေ့တနာရီကျော်မှာမင်းတပ်မျိုးရဲ့နေရာနှစ်ခုကိုလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးအရသာသုံးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ22ရက်ကလည်းမင်းတပ်မျိုးပေါ်ကိုစစ်ကောင်စီဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့်နေအိမ်ခုနှစ်ဆောင်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ချင်းပြည်နယ်တောင်ပိုင်းဒေသကမင်းတပ်မျိုးကို ချင်းညီနောင်အဖွဲ့က2024ခုနှစ်ဒီဇင်ဘာလမှာတိမ့်ပိုက်ခဲ့ပြီးတော့အုပ်ချုပ်ရေးလုပ်ငန်းတွေလုပ်နေပါတယ်။လက်ရှိမှာစစ်ကောင်စီဟာနိုင်ငံအနှံ့ကပြည်သူတွေနေထိုင်ရာမြို့ရွာတွေကိုနေ့စဉ်ပုံကျဲတိုက်ခိုက်မှုတွေရှိနေတာကြောင့်ဒေသခံတွေတေဆုံးထဏ်ရာရရှိမှုလည်းနေ့စဉ်တိုးလာနေပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ MMA fighter Abla Ansan အနိုင်ပွဲနဲ့ကစားသမားဘဝကနေအနားယူတဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါမြန်မာနိုင်ငံသား MMA fighter ကမ္ဘာ့ champion ဟောင်း Abla Ansan ဟာဆွီဒင်နိုင်ငံသား fighter Zebeshan Kardestan နဲ့ထိုးသက်ပွဲမှာဒုတိယအရှိမအနိုင်ယူပြီးတော့သူရဲ့ကစားသမားဘဝကနေအနားယူလိုက်ပြီးဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာ၄ရက်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ World Championship ရဲ့ One Friday Night 36အဖြစ်အရှင်ပြိုင်ထိုးသက်ခဲ့တာဖြစ်ပါတယ် အဲ့ဒီပွဲစဉ်ဒုတိယရှိမှာအလွန်အဆန်တိုင်ဘက်ကိုအလဲထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်အလွန်အဆန်ဟာ World Champion ရှေ့ရဲ့ကံတော်ဝင်ကစားသမားတဦးဖြစ်ပြီး World Champion ရှေ့ရဲ့ Life Heavyweight နဲ့ Middleweight တန်းတို့မှာကမ္ဘာ Champion ဖြစ်ခဲ့တာပါအလောင်းဆန်ဟာအမမေပွဲ39ပွဲထိုးသက်ခဲ့ပြီးနိုင်ပွဲ29ပွဲရရှိခဲ့ပြီးတော့ဆုံးပွဲ17ပွဲအထိရှိခဲ့ပြီးတော့အခုထိုးသက်တဲ့ပွဲကသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲလို့ကြေညာထားတာလည်းဖြစ်ပါတယ်ခင်ဗျာ နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။ဂါဇာပုံကျက်မှုချက်ချင်းရဖို့အစ္စရဲကိုသမ္မတထရန့်ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။တစားခံတွေကိုလွှတ်ပေးရအပါအဝင်တခြားအချက်တချို့ကို Hamas လက်နက်ကင်တွေဘက်ကသဘောတူလိုက်ပြီးဖြစ်တာကြောင့်အစ္စရဲအနေနဲ့ဂါဇာပုံကျက်မှုတွေရှင်းရှင်းရပ်တန့်ဖို့သမ္မတထရန့်ကပြောကြားလိုက်ပါတယ်။ပါလက်စတိုင်းအရေးနဲ့ပတ်သက်ပြီးတော့သမ္မတထရန့်ဟာ အချက်20ပါအစီအစဉ်တရက်ကိုထုတ်ပြန်ခဲ့ပြီးတော့အော်တိုဘာလ9ရက်နေ့မှာနောက်ဆုံးထားပြီးလက်ခံဖို့နဲ့လက်မခံရင်နောက်ဆက်တွဲရင်ဆိုင်ရမယ်လို့ယာစတန်ပေးခဲ့တာပါအဲ့ဒီထုတ်ပြန်ချက်ကို Hermes တွေကတောက်ကြနဲ့မှတုံ့ပြန်ခဲ့ပြီးတဲ့နောက် Trump ကအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်အစ္စရဲအနေနဲ့ဂါဇာမှာပုံကျဲနေတာကိုချက်ရှင်းရမှသာဒဇခံတွေကိုဘေးကင်းစွာနဲ့မြန်မြန်ဆန်ဆန်ကိုထုတ်နိုင်မယ်လို့ Trump ကဆိုရှယ်မီဒီယာပေါ်မှာရေးထားတာပါ Trump ရဲ့ထုတ်ပြန်ပြောကြားချက်တွေဟာဆေးအားတက်ကြွဖွယ်ဖြစ်ပြီး ူတို့အနေနဲ့တရားခံတွေကိုပြန်လှုပ်ဖို့နဲ့စစ်ပွဲရန်ဆိုင်ဖို့အတွက်ဆွေးနွေးဖို့အသင့်ရှိတယ်လို့ဟာမက်စ်တွေကတုံ့ပြန်ပြောကြားထားတာပါဂါဇာစစ်ပွဲကိုရပ်ဆိုင်နိုင်စွမ်းရှိတဲ့တအူတီတော့သူလို့ကိုကိုကိုရင်ညွှန်းလဲရှိတဲ့တမရထရန့်ဟာနှစ်နှစ်ကြာလာပြီဖြစ်တဲ့ Israel Hamas ပြည်ပခရပ်ဆိုင်ရဲ့အတွက်အကြီးအကျယ်အင်အားစိုက်ပြီးဆောင်ရွက်နေပါတယ်တမရထရန့်ရဲ့လက်ညှိုးရှက်20အစီအစဉ်ဟာဂါဇာမှာရှက်ရှင်းအပြစ်ရကြဖို့ Israel နဲ့ Hamas တို့ကြားတရားခံတွေကိုအပြန်အလှန်လှုပ်ပေးကြဖို့ ဂါဇာကအစ္စရေးစစ်တပ်အဆင့်ဆင့်ဆုတ်ခွာဖို့ဟာမတ်တွေကလက်နက်စွမ်းဖို့နဲ့နိုင်ငံတကာအဖွဲ့အစည်းတခုရဲ့ဥဆောင်မှုနဲ့အသွင်ကူးပြောင်းရေးအစိုးရတရက်ဖွဲ့စည်းဖို့စတာတွေပါဝင်ပါတယ်။တခြားတစ်ပတ်မှာလည်းဟာမတ်ဟာထရိုင်ရဲ့အစီအစဉ်ကိုအပြုသဘောနဲ့တုံ့ပြန်ထားပေမဲ့လက်နက်စွမ်းဖို့တော့သဘောတူထားတာမဟုတ်ပါဘူး။ဒါအပြင်ဂါဇာကအစ္စရေးစစ်တပ်အဆင့်ဆင့်တက်ဆုံမှာကိုလည်းသဘောတူထားတာမရှိဘဲချက်ချင်းတက်ရုပ်သိမ်းပေးဖို့တောင်းဆိုထားတာလည်းဖြစ်ပါတယ်။ ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရှင်းနာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်း669 639 633ကိုလုံခြုံဆက်ရစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ SoundCloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။ နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြည်တင်ပါတယ်ရှင်။